ရတော့အလင်းအောင်ပြရတယ်လို့ပြောပါတယ်။အရှင်ဘုရား ပြန်ရောက်လို့လာလို့ရပါတယ်တွေ့လို့ရပါဆိုချက်ချင်းထခြင်းတဲ့အချိန်မှာညလည်းဖြစ်သွားတာရဲ့အဲ့ချင်းသွားတာ။အဲ့ဒါနဲ့မနေ့ကမှအားလုံးကိစ္စဝိစ္စရပြီးချက်ချင်းထွက်လာတာပါ။ဆိုလိုချင်တာကတော့ဒီလိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်အောင်ဆက်တယ်ဆိုရင်တပြည့်တော်နေလို့မရပါဘူးဗျာ။နောက်ပြီးတော့ဒီလိုထူးခြားတဲ့ပုဂ္ဂိုလ်ကြီးရေးသားတွေနဲ့နိုင်ငံသိအောင်ကြောင်ညာထားတယ်ဆိုရင်တော့တစ်ခုခုတော့တစ်ခုခုပဲဆိုပြီးတော့တပြည့်တော်ရဲ့တဘာဝအတိုင်းလာရောက်ချင်းဖြစ်ပါလေ။ ဘယ်လောက်ဆိုတော့ရှင်းပါပြီဒီမှာအဲ့တော့ဒီကားတော့ဒါစပြီးတွေးလိုက်တယ်ဆိုတဲ့ဟိုအချက်လက်ကဘာလို့သွားတွေးတာလဲဥစဉ်နဲ့ပတ်သက်ပြီးအဲ့ဒီဟာတွေကတော့စံပြတာကတော့အခုခေတ်အရှင်ဘုရားလည်းသိတဲ့အတိုင်းဘူယောဓိဖြစ်နေတဲ့ဗုဒ္ဓသာသနာမှာအသွင်ကိုယူထားတဲ့တန်ဃာများရဲ့ဖြစ်ရပါပဲ plus သူတို့ကိုကိုးကွယ်တဲ့ရေဘော်စီတွေရဲ့အလူတန်းဒီကိစ္စပါဗျာ အဲ့ဒါတွေကိုအရှင်ဘုရားရှင်ကအထိုက်လျောက်မြင်လေရတွေ့လေရပါတယ်ဗျာဒါဟာအရှင်ဘုရားတပည့်တော်တို့သိပါလိမ့်မယ်ဗျာတပည့်တော်တို့ကြောက်ပတော့ခမောင်းနှင်းတို့လို့อืมနော်ရှင်တော်ပါကလို့နောက်ဝင်းင်းတို့ကျွန်တော်တပည့်တော်တို့အများကြီးပါဗျာမမေတ္တာရှင်တို့လို့စသဖြင့်ပေါ့ဗုဒ္ဓရောဝါဒကိုကြကြနာနာလှုပ်ချင်ကန်ရင်ဝီနည်းတဲ့နေထိုင်ခြင်းနဲ့စိတ်ဆန္ဒပြင်းပြတဲ့ဆရာကြီးတွေရဲ့ဥစ္စာတွေနဲ့တတ်တူထမြတ် နောက်တစ်ပါးတွေးပြီလို့တပိတော့ယူဆလို့အဲ့ထက်မှပါတဲ့ hints လေးပေါ့လေဒီလိုမျိုးရည်ထားဆိုရင်ဟိုဖူးကဂျိုးတော့နတ်တော်မယ်အကယ်၍ဆွေးနွေးရမယ်ဆိုရင်ဆွေးနွေးရဂျိုးနတ်တော်မယ်ဆိုပြီးတော့ဒေါ်လာတာပါဗျာကောင်းပါပြီဆိုတော့တီဗီသားဆိုလည်းအများကြီးမပြောတာတော့ပါဦးစင်းကအသက်55မှာအရန်ဖြစ်ပါတယ်ကျမဦးစင်းမှာဇနီးများတမိသားနဲ့စီဝါဥစ္စာတွေအောင်မြင်ခဲ့ပြီပါကျမဗျာ ဦးစင်းကအပြည့်စီဇူးနဲ့ကြောင်းပြီးပြီးတော့အာရှရောင်းဝယ်ရေအာရှရဲ့နာရွှေဆိုင်အာရှပွဲရုံတင်ပါအများကြီးပါပဲတင်ပါအာရှမျိုးစားလုပ်ငန်းအာရှအနော်ထားကုန်ပြီရှင်ပြားစာအုပ်ဒီမှာတွေ့ပါတယ်ဟုတ်ဟုတ်အဲ့တော့အဲဒါရီနောက်ထားလိုက်တော့ဦးစင်းဒီအသက်35နှစ်မှာဒီမဟုတ်ဆရာတော်ပြရဲ့တရားစကံကိုမဝင်ကြီးမဲဝင်ပြီးတော့အဲ့ရတိုင်းတခါလေအပြီးဖုန်းမှာဝင်ရပါလိမ့်ခင်ဗျဦးစင်းတို့မကွေးအဖွဲ့ခွဲ47မှာ47ဖြာနံပါတ်62မှာဟုတ်တယ်မကွေးသား အဖျံနံပါတ်60နှစ်မှာအဲနောက်ဆုံးနေ့မှာပါပဲအဲ့မှာဦးဇင်းရဆွဲလေးနေတောင်ဦးဇင်းမှာမှတ်ထားပါတယ်ဦးဇင်းဘဝရဲ့ change ကြီးပေါ့အဲလူတွေရဲ့အမြင်နဲ့မတူတဲ့ဘဝတစ်ခုလုံးကြောင်းခဲ့တဲ့အကြောင်းတရားတွေရှိခဲ့ပါတယ်ဒါပေမဲ့ဒီကနေ့သာနာမှာကြတော့တဲ့ပြဟိုးထိတ်ဆုံးအောင်စအောက်ဆုံးအထိမှာလွဲချော်အာနေအဲအယူအဆတွေနဲ့တော်တော်စိတ်မကောင်းစရာတွေတွေ့လာတော့ဒါလည်းသူ့အပိုင်းပေါ့ကိုယ်လုပ်ပဲကိုယ်လုပ်မယ်ဆိုပြီးတော့ဦးဇင်း ဘရုမှမပြောတော့ဘဲနဲ့အဲတတ်နိုင်သမျှသာနာပြုရဲ့လုပ်တွေလုပ်ပါတယ်ဓမ္မဗျာဆိုတော့ကိုလုံနေတဲ့သာနာပြုတွေကကိုသာနာကိုတန်တရာအတွက်ပဲအနောက်ဆုံးထားပြီးတော့ဥစဉ်ကျူးစားပါတယ်ဓမ္မဗျာဆိုတော့အဲဒါဥစဉ်ဆိုရင်နဲ့မကုတ်ပန်းနာအဖွဲ့ခွဲ50တမ54ကြိမ်မြောက်တရားစကန်ဓမ္မဗျာ15ရက်8လ68ကနေပြီးတော့21ရက်8လ68နေ့အထိ1360ပြီးဝါကောင်လာပြီးရ8ရက်နေ့လာကွယ်နေမှာ9ရက်တရားစကန်မှာ တရားဝန်ဆရာတော်ဥဒေသင်းကြီးတောင်းတွင်27ရက်ရှိလာ98ထိုင်ကောင်မ62ညနေ9:00နဲ့6:00နာရီကြာမှာတရားသဘောလေးကိုလက်ခံတယ်ဘဝရဲ့တန်မြာတည်တယ်1380နှစ်ပြည့်လို့ဝါသူလာပြီးနေနေလေနှစ်နာရီ40မိနစ်30စက္ကဘောရီညင်တော်ရမှာဥဒေဆရာတော်ဥအိနာဆရာကိုဟင်္ဒရာကိုအကြောင်းပြုပြီးတော့ရမ်းဖြစ်လာတယ်ဒါပဲဆိုတော့လူဘဝထဲမှာ70နှစ်နေခဲ့တယ်ဥစဉ်အခုဒီစာလေးကိုဘာကြောင့်မှတ်မှတ်ရဆိုဥစဉ်ရမ်းဖြစ်တော့ စနစ်တာမှတ်တမ်းတွေကဒါဥစဉ်တရားစသဘောကိုလက်ခံလိုက်တဲ့အခါမှာဒါအဲဥစဉ်ဘဝအတွက်တော့တမိုင်းတစ်ခုဖြစ်တယ်လို့အခုဒါလေးကိုပြန်တွေးခွင့်ရတာကိုဥစဉ်အတွက်ကလည်းပြန်ပြီးတမိုင်းကိုတမိုင်းနဲ့ပြန်ပြန်ပါဗျာအခုလည်းအခုဒီကကြီးနဲ့ပြောတဲ့အခါမှာဘာကြောင့်ဥစဉ်တလူလိုက်ပြီးအင်တာဗျူးလေဆိုလူရဲ့နာမည်ကြီးကျင်လို့မဟုတ်ဘူးဥစဉ်တည်းရဲ့တရားကိုဆရာတော်ကြီးတွေတိလာမင်းမင်းနဲ့အဲတဲ့တဲ့ပြောတော့ဆရာတော်ကြီးလေမဟုတ်ပါဘူးကွာ အလူအရီကိုကိုအရိယာတွေထင်းနေတယ်အဲသူလည်းဘန်းဟုတ်ပြီပါဘူးအဲ့လိုဗမာမဟုတ်တိုင်းများတော့တော့ကြဒီကိုရိုကြီးကနေရာတကလူတက်ကြီးဆိုတော့ဥစဉ်အခုအင်တာဗျူးဟာလုပ်နေတဲ့ဥစ္စာတွေကြောင့်ပါဏတမိုင်းတစ်ခုကြောင်းဒီလိုညံနေလူဖြစ်တယ်လို့မိုးပြာကဘယ်လိုယူတယ်ဘယ်လိုရဘယ်လိုစိတ်ဓာတ်ရှိတယ်အရေးကြီးတာကမကောင်းမှုလည်းတကယ်ရှောင်းမှအကောင်းမှုလည်းတကယ်ဆောင်းမှအဲ့ဒီသူကစိတ်ဓာတ်ဖြူသွန်းဖျားရင်ကြိုက်တဲ့ကိစ္စတင်ပါဗျာအဲ့ဒါကိလေသာကင်းတော့လို့စိတ်ဓာတ်ဖြူတာ ကျမဖေအဲ့ဒါကိုပြောချင်တာဒါပေမဲ့လူတွေဟာဟိုအဲ့လိုနားမလဲပဲနဲ့လိုက်လံတိုက်ခိုင်းတော့ကဲသူတို့လဲဟိုဖျားလူပုပ်ကူတောင်းဒီဟိုရက်လူလူဆွေရင်းမျိုးရတောင်းလုံနေတာအဂါရမဘာခန္ဓာတို့ကဲရှိစီအခုလဲဥစဉ်အိုက်ထဲမှာလှုပ်ဆောင်ချက်တွေကတချို့ကြိုက်တဲ့သူတွေရှိတယ်မကြိုက်တဲ့သူတွေရှိတယ်အဲ့လိုပေါ့ဥစဉ်ကလည်းခရီးယန်အစ္စလမ်နဲ့ဆော်တာပဲနောက်ပြီးတရားမှန်လဲဆော်တာပဲနတ်ဘူးတော်မေတော်ဘာညာဘာညာဘီရင်ဆော်တာဂိုင်းဆော်တာ ဲ့တော့ဥစဉ်ဆိုတာဗုဒ္ဓဘာသာမှာလည်းဟိုကုသရာကဏ္ဍလို့ဆိုတယ်အခြားဘာသာရာကဏ္ဍမျိုးဆိုတော့ဥစဉ်မှာတကောင်နဲ့ဒါပေမဲ့ပေါ့အဲတယောက်သေးပဲအတာနာအတွက်လုပ်နေတာပါဒါဥစဉ်ရဲ့လက်ရှိအခြေအနေပေါ့ဆိုတော့နေတော့လေခရီးယံရွာနေလို့ခရီးယံရွာတွေဟိုခရီးယံတရားတော်လူစီစီနဲ့ဥစဉ်စောက်တည်ရင်းနဲ့အဲခရီးယံစောက်ဆက်နှုတ်တော့ရည်ပြည့်ခဲ့တယ်လို့အမှန်တော့ရည်တော်6ပါပြန်ပွားလိနေဆက်နှုတ်တော့ရည်တော် မဟာတရမသောဒီကသမဟာမင်္ဂဓမသောဒီကသရရဆေတောင်းကို၃နှစ်လောက်ကြာတယ်ဒီကကြီးလို့ RND ကိုရခဲ့တဲ့လူတွေရဲ့အဲဦးဇင်းတော်ငငယ်ကကြိုးစားခဲ့ရတဲ့ဘဝသမိုင်းမှတ်တိုင်တွေဆိုဦးဇင်းတော်ကမတော်လို့ဖပီတော်လို့အောင်းလာတာဖေးရကူဒီသားတွေ၃နှစ်၄နှစ်ကိုထားခဲ့လို့အောင်းလာတာဆိုတော့ပြည်စီဇူးနဲ့ကြောင်းပြီးတော့နည်းနည်းတော့ဟို research သဘောတော့စမ်းလာတယ်နောက်ပြီးလာဘယ်လိုလဲ universal basic level ပေါ့အဲ intimidate မကတော့တဲ့နည်းနည်းညံသဘောရှိတော့အခုလည်းမဟုတ်ဆရာတော်ဘာကြီးတရားတွေကို research လုပ်ရင်းဥစဉ်ဟောနိုင်နေဟောပါတယ်တင်ပါဗျာအဲ့တော့ဒကာကြီးအခုဥစဉ်စီကိုလာခဲ့တဲ့အကြောင်းရင်းတွေကမင်းစီယာဖြည့်စီယာနဲ့အကြောင်းတရားတွေအခုကျင်စပြီးတော့စလို့ရပါပြီတင်ပါမေးစရာတွေကတော့ဒီကမကြီးရွှေသွေးတောက်မယ်ရွှေသွေးရအောင်အများကြီးပါပဲပြောပါဦးတော့လေ သို့တော်လေအချိန်ဝလေးစားတာရဲ့ဗုဒ္ဓရဲ့တရားလေးတခုအရှင်ဘုရားတပည့်တော်မြဲမှတ်သားထားလို့ပါအင်းတပားသူပြောတာကိုနားကြပါတဲ့မိမိကလူတက်လူနတ်လို့ပြီးမပြောပါနဲ့အကယ်၍သူတို့ကနားထောင်ခြင်းနဲ့ဆိုတော့ခွင့်မပြောဘောတို့တော်ဒါတော့မရှိနဲ့ပေါ့တော်တော်သုတ်တာဘာညာတော့တပည့်တော်မှတ်မထားလို့မသိတော့ပါအဲ့စကားလေးရပြောရင်အရှင်ဘုရားလို့ပြောတာပဲနားကျင်တာပါတပည့်တော်တကယ်တော့မပြောကြုံပါဘူးဗုဒ္ဓရဲ့တရားလေးကိုလိုက်နာကျင်တာပါ မှန်ပါတယ်ဗျာလူမုန်းဆောက်နေကတ်ခံရမှာသူတို့ကဒါပေမဲ့နည်းနည်းတော့ဟိုအရှင်ဘုရားလည်းခွင့်ပြုလို့ပါတပည့်တော်ကအဲ့တော့ရန်တန်လည်းမမေးပါဘူးဗျာဟိုဖုံးရစဉ်ကာလတုန်းကပြည်စဉ်ကာလတုန်းကထားခဲ့တဲ့မေကွန်းတွေကတော့ဖုံးတလုံးကကြံခဲ့လို့ဒီဖုံးကတော့အစ်စ်ဖြစ်ပြီးညမှာအရှင်ဘုရားစာဟုတ်တဲ့ရွှေစာဟုတ်ကြည့်တဲ့ကြီးမှာ အပြင်ပြန်တော့စီထားတော့မှားရမှာမလားမသိစီစဉ် သူတပိတော့ကတ်လောက်လိုက်ရှာတာစီစီရလိုက်ဘလူးစီတယ်လေကယ်လီဖိုးနီးယားစီတယ်လားပတ်တလားစီတယ်လားဘာနာစီပန်းချီတယ်ဘယ်လိုမတွေ့တဲ့အတွက်ကြောင့်အစဉ်ပြေအောင်တပိတော့နှိုက်တော့တော်တည်တယ်ထားပါတော့ဗျာဒီကျောင်းတိုက်ကိုရောက်တာကြာပြီလားလို့တပိတော့မေးလိုက်ပါဗျာဩဒီကျောင်းတိုက်ကဥစဉ်ရဟန်းဖြစ်ပြီးပထမဝါသုံးလနဲ့တဝါဥစဉ်ဝါဆိုလာပြီးနေခုနကပြောသလိုပဲဒါဆိုလာပြီးနေဆိုခဲ့တော့အဲသတင်းကျွတ်တော်ဘုန်းကြီးကတဝါရတဲ့ဘုန်းကြီးသုံးလနဲ့တဝါရပြီးတော့ဥစဉ်က ဝီနီဆောင်ဆရာတော်ကလာတော့ဥစဉ်ဝီနီကိုဖောက်အောင်มาตั้วပြီးဆိုတယ်တင်ပါဖောက်ကဆိုတော့ဒီကြံတွင်ဒီကိုရောက်လာတာပါပဲအဲ့တော့ဒီကြံကိုဒီကိုမြောက်ခင်ဥစဉ်ကပထမဥုံတော်ဝါมาပဲ6လနဲ့အဟုတ်ဆောင်ตั้วပြီးတော့တရားဟောရပါတယ်ကောင်းမှုရွာဆိုတော့အဲ့မှာယက်ဒီပြတ်ကုန်ဥစဉ်ပထမဥုံတော်ဝါมาပထမဥုံတော်တရားဟောလိုက်ရင်လည်းဥစဉ်ကဒီတရားလမ်းကြောင်းမဟောဘူးရှိခဲ့တယ်စိတ်ဝင်စားခဲ့တယ်ဒါပေမဲ့မဟောတာကြာပြီ အခု10နှစ်ကျော်မှတခါပြန်ဟောအခုနေပူလားသိရပါတယ်ပြောပါဟုတ်ဘုဘုံမှာသူခေကမရှိပါရွှေ့မလားမိရရရရဟုတ်လားရဒါလည်းဆက်ပြောလားဟိုဘက်နဲ့တူရင်တူလို့ရတယ်ရအမှုအရှင်ပြရဲ့ကျုပ်ကိုရင်းကြည့်ပါဦးဟုတ်ပြီအဲ့တော့ဒီကကြီးကသူကအဲ့အဲ2008ခုမှာ2008ရန်ဖြစ်ပြီးဒီမှာ2008မှာစပြီးတော့ကျောင်းထိုင်တယ်လို့ပြောရအောင်မမှားဘူးပြောမှာ2008ပေါ့ဟုတ်တယ်ဟုတ်တယ်2008မှာတူရပါပြီအဲ့လို ဒါဆိုတော့ဥစဉ်ဒီမှာ16ဝါပေါ့ဟုတ်တယ်မနေတာတော့အဲ့လိုပေါ့16နှစ်ပေါ့16နှစ်နဲ့16နှစ်ဆိုရင်6လပဲချတာဟုတ်တယ်မဗျာအဲ့လိုပဲဒါဥစဉ်ရဲ့ဒီမှာ need the ဒီမှာတယ်မဗျာဖြစ်တဲ့ပေါ့ပြောပါကြည့်ဟုတ်ပြီနေရာလေးပြောင်းလိုက်တော့ location လေးနဲ့ change သွားတာပေါ့တယ်မဗျာကျေးဇူးတင်ပါတယ် area ဘယ်လောက်ရှိလဲဗျာ9 acre လောက်ရှိပါတယ်ခင်ဗျဟိုဘက်က1 acre တယ်ဓမ္မကြီးတော့